အခုရာသီကောင်မှာအန်ဆယ်လော်တီရဲ့ရီယယ်မက်ဒရစ်နီးပြရာရူးကိုဆက်ခံမယ်လို့သတင်းထွက်နေတဲ့လီဗာကူဇန်နီးပြအလွန်ဆိုကသူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမှတ်ချက်ပေးဖို့ညှင်းဆန်ခဲ့ပါတယ်။အသက်43နှစ်အရွယ်ရှိတဲ့အလွန်ဆိုဟာအခုရာသီကောင်မှာ ရီယယ်မက်ဒရစ်အသင်းကအသင်းနည်းပြအန်ဆယ်လော့တီထွက်ခွာပါက၎င်းရဲ့နေရာကိုဆက်ခံလိမ့်မယ်လို့သုံးသပ်ခံနေရသူဖြစ်ပါတယ်။ဒါပေမဲ့အလွန်ဆိုက၎င်းနေနဲ့လက်ရှိအချိန်မှာလေဘာကူစင်အသင်းအတွက်သာအာရုံစိုက်ထားပြီးကောလာဟာလာတွေနဲ့ပတ်သက်ပြီးမှတ်ချက်မပေးလို့ကြောင်းပြောကြားခဲ့တာဖြစ်ပါတယ်။အလွန်ဆိုကအခုအချိန်ကအနာဂတ်အကြောင်းကိုပြောဖို့အချိန်ကောင်းမဟုတ်ပါဘူး။ဒီအချိန်ကဒီရသည့်အတွက်အရန်အရေးကြီးတဲ့အချိန်ဖြစ်ပြီးအဲ့ဒီအတွက်ပဲကျွန်တော်အာရုံစိုက်ထားပါတယ်။ကျွန်တော်အနေနဲ့အခုချိန်မှာမျှော်မှန်းချက်တွေကောလာဟာလာတွေနဲ့ပတ်သက်ပြီးဘာမှမပြောချင်ပါဘူးလို့ပြောကြ ြခဲ့ပါတယ်။လေဝါကူစင်အသင်းရဲ့အမှုဆောင်အရာရှိချုပ်ဖြစ်သူကာရော့ကအသင်းနည်းပြအလွန်ဆိုအနေနဲ့အသင်းမှာအဆင်ပြေနေပြီ။လာမယ့်ရာသီအတွက်တောင်ပြင်ဆင်ထားပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။အလွန်ဆိုဟာလေဝါကူစင်အသင်းနဲ့2026ခုနှစ်ဇွန်လ30ရက်အထိစာချုပ်သက်တမ်းရှိနေသူဖြစ်ပါတယ်။